ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Main Online အကုသိုလ်ကောင်ထိုင်းကိုသွားဘန်ကောက်မှာပြီးတော်မူဖြစ်ပါပြီတဲ့ပြောပြပါပါ လူများကြောင့်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်လေးပုံပုံတပုံပဲစစ်တပ်ကဒိန်ချုပ်နိုင်တော့တယ်။မကြခင်ထွေထွေထိုးစစ်ကြီးစပုတ်ပြင်ဆင်နေပြီလို့အမေဒီကကာဝင်ပြောဆိုလိုက်ပါတယ်။အေဘလော့ 2019ရဲ့နှစ်2025ခုနှစ်မြန်မာနှစ်တကူနေ့နှစ်ဆန်းတရနေ့ဒီနေ့အပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်အသက်ကတော့မမေးပါနဲ့မပြောနိုင်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့လူသည်သူသည်ကုညီလူရမ်းမှုတွေလုပ်ခဲ့ပါတယ်ဘယ်နေရာတွေကိုလဲဘသူတွေလဲကိုတော့မပြောပြတော့အလင်းသိရင်တော့တင်ဆက်ပြပါမယ်နောက်တစ်ခုက နိုင်ငံလုံးဆိုင်ရာကပ်ဘေးတည်နေမှုနေဆက်လာစနေဆိုးအောက်ကလွမြောက်စီမှုရဘာသာလုံးဘာသာပေါင်းစုံသူတောင်းပွဲတစ်ခုကျွန်တော်ဆောင်ရွက်ပြီးတွားရောက်တက်ရောက်ခဲ့ပါတယ်ကုန်းဆောင်မနေတော့ပါဘူးမပျော်ချင်တော့ပါဘူးမွေးနေ့တွေအလီလီကိုဖြတ်တန်းလာတာ9နှစ်၄နှစ်ကျော်နေပါဘူးနော်9နှစ်ကိုဗစ်အပါဆို ကျွန်တော်တို့ဘယ်နေ့မှမကုန်မစားခဲ့ဘူးဒီလိုနေ့တွေရောက်တိုင်းမှာပြည်သူလူထုကိုဘယ်လိုကုမလဲပဲကျွန်တော်အမြဲစဉ်းစားပါတယ်ဒါကကျွန်တော်အကြောင်းအချင်းလေးပြောပြတာပါဗီဒီယိုရှင်းသွားမှဆိုလို့စလိုက်အောင်ဒီကနေ့တော့ဖဆစ်အချမ်းဘတ်တမင်းအောင်လိုင်ကဖျားစကားချင်းကြကြီးကိုစကားတွေပြောလာတာကိုတွေ့ရပါတယ်ဒီစင်မမရွေးကောက်ပွဲလုပ်မယ် တိုင်းသားများနဲ့တွေ့ဆုံညှိနှိုင်းမှုကံလန်ထားပြီးလေဖြစ်ပါလေလို့ပြောအပ်ပြီးနှစ်ဆန်းတရက်နေမှာမုတ်ကုတ်မြို့နေတဲ့ကိုလေနဲ့ဘုံကျဲသွားပါလေမုတ်ကုတ်မြို့အရှင်ပိုင်းမစိုးရင်ကြောင်းတိုက်ဘုံကျဲတာနှစ်ချေကစုပ်အနည်းကိုလည်းကျဲတယ်မစိုးရင်လည်းနန်းရိတ်တာရွှေလင်းပြအောက်တကြုံကိုလည်းကျဲသွားလို့ကျွန်တော်သိရပါတယ်အဲ့တော့ ဧပြီလ20ဧပြီလ2ရက်နေ့20ရက်နေ့22ရက်နေ့ထိရပ်ပေါင်း20ကြာဘုံအပြစ်ရက်မယ်လို့ပြောဒီကနေ့ပဲထပ်ပြီးနှစ်တကူမေကွန်းဆိုပြီးတော့ခွေးတော်ဘောက်ကလူရောင်ဝင်အောင်စ조사နေတဲ့အကြပ်ဘက်ဘက်စစ်တပ်ကောင်းဆောင်မင်းအောင်လိုင်ကတိုင်းသားမဟာမိတ်အဲတိုင်းသားညီတော်များနေလေဗါရစ်စစ်ကူရက်ဆဲပြီးတွေ့ဆုံဆွေးနွေးမယ်လို့ ဆွေးနွေးဖို့ဖိတ်ခေါ်ထားပါလေလို့ပြောပြီးလေနဲ့ပတ်ကျဲနေတဲ့အချောက်တက်ဖြစ်ပါတယ်လုံရင်လုံတယ်ဆိုတဲ့အကြောင်းတိတိကျကျဝင်မခံရဲတဲ့တတ်သိမရှိတဲ့အချောက်တက်ပါကျက်ကျဲတယ်ခိုးခိုးတယ်ပေါ့ခိုးတာကလည်းတာပိန်လန်နေတာဖြစ်ပါတယ်နိုင်ငံကကရရှိတဲ့အလူငွေအမြောက်အများဒေါ်လာတန်းရှာနေချီပြီးအခုချိန်ကြီးခိုးဝတ်ထားစေပါ ဒါပေမဲ့သူ့ရဲ့ဒီကနေ့နှစ်သက်ကိုမေကွန်းထွက်ပြောတဲ့အထဲမှာတော့ငလျင်ဘေးသင့်ဒေတာများရှိပြည်သူလူထုများနဲ့ယုံများကိုပြန်လဲတိဆောက်ရန်အမြန်ဆုံးကြိုးပမ်းပါမည်လို့ပြောပေမဲ့လည်းလက်ရှိအချိန်ထိလူပေါင်းတောင်းတဲ့ကြီးနီးပါးတိတ်ဆုံးနေမှုတွေအိမ်အောင်စုပေါင်းအိမ်ပေါင်းမြောင်များစွာပြိုကျနေမှုတွေဒီကနေ့နေ့လေထိမန္တလေးမှာငလျင်လှုပ်မြေပြိုမှုတွေကို ဘုံစားတစည်းပတ်ဖို့တစည်းနိုင်ငံတော်အနေနဲ့လာရောက်လုက္ကိုင်ဆောင်ရွက်ပေးလာမျိုးတစ်ခုမှမကြားရသေးဘူးတပြားတစ်ချက်မှပြည်သူလက်ထဲမရောက်သေးဘူးနိုင်ငံတကာကတော့မင်းအွန်လိုင်းဂျင်းထဲတာခံလိုက်ရပြီလို့လူရန်နဲ့နိုင်ငံပေါင်း24နိုင်ငံကိုဒီနာကပြောကြားလိုပါတယ်တဆက်ဆက်ထဲမှာမလေးရှားဝန်ကြီးချုပ်နဲ့တနင်္ဂနွေဘန်ကောက်မှာတွေ့ရဆိုတဲ့သတင်းစကားတွေကြားနေရသလိုမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးကလည်းလက်ရှိမလေးရှားဝန်ကြီးချုပ်တွေ့ဆုံမှုဟာ လူတက်သမားဝရန်ပြေးကိုမြေတောင်မြောက်ပေးတဲ့အတွက်မလေးရှားနိုင်ငံကဂုံတိတ်ခောက်ကိုထိခိုက်ပါတယ်ဆိုတော့စကားမျိုးတွေပြောလာတာတွေ့ရပါတယ်မလေးရှားနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဟောဓာတ်သူမှာထိုင်းနိုင်ငံမှာလာရောက်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးထိုင်းတိုက်ခံပါတီတွေရဲ့ဝေဖန်တန်တွေညံနေပြီးတော့ပရမဘင်းစတက်အစည်းအဝေးကာလမှာတော့ကလေထိုင်းပြည်သူများနဲ့ညီမပြည်သူလူထုရဲ့ပြင်းထန်တဲ့ကန့်ကွက်မှုတွေမရောက်နိုင်ထွက်သွားလို့ပြောတဲ့ကန့်ကွက်မှုတွေအမြောက်အများကြုံရပါတယ် ပထမတစ်ချိန်မင်းအောင်လိုင်ဖက်စစ်တဲ့အချက်မှတ်ခေါင်းဆောင်လာရောက်ချိန်မှာငလင်လုတ်တိုက်တွေပြူကြတဲ့တိုင်းပြည်ဘေကြီးဖြစ်ပြီးထိုင်းနိုင်ငံမှာဒုတိယချိန်ဘန်ကောက်ကိုလာတဲ့ချိန်မှာဒီကနေ့ထိုင်းနိုင်ငံဘန်ကောက်မှာမီးလောင်မှုများဖြစ်ပွားနေပါအာကုတုကောင်တောင်းလျာနေရမှာအာကုတုတွေတက်နေရမှာဆိုတော့ဒါရီနဲ့အတူပါကျွန်တော်တို့အမြဲတမ်းဝေဖန်နေပြောဆိုထောင်းဖြနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့တမနာရဲ့ကာဝေးဝန်ကြီးကတပိုင်းနဲ့တည်းတမနာအနေနဲ့ကတော့နေ့တင်ကူမိခုံပြောတယ်ကာဝေးဝန်ကြီးကတော့ ARD တိုင်းတန်တန်းစင်ပွဲတစ်ခုမှာပြောကြတယ်အကြောင်းချက်ကိုအခြေခံပြီးတော့ကျွန်တော်ဒီကနေ့တူတူနဲ့လူရင်းဆွေးနွေးတုံ့တက်မှာဖြစ်ပါတယ်အဲ့တော့တမနာကဘာပြောလဲဆိုတော့မြန်မာညီညွတ်ရေးအစိုးရရဲ့တမနာယာယီတမနာကြီးဒူဝါလက်ရှိလာက မြန်မာနိုင်ငံတဝန်းလုံးမှာစစ်ကောင်စီထိန်းချုပ်ထားတဲ့နေမီဟာနိုင်ငံရဲ့လေးဘုံတပုံမရှိတော့ဘူးလို့နေမီအချိန်အများကြီးပြောပါတယ်ဟုတ်တယ်နော်တော်လည်းပြီးတဲ့အောင်ဝဲဟာ2025ခုနှစ်မှာရယူရေးစူးစမ်းရမယ်လို့လည်းသူကဆိုပါတယ်အဲ့တော့တမိုင်းလျှောက်ပါ ဖက်စစ်တပ်ရဲ့ကြာဆုံးမှုဟာတမိုင်းတိလျှောက်မှာဘယ်တော့မှမရှိဘူးတဲ့ကြာဆုံးမှုမျိုးနဲ့ကြာဆုံးနေရတယ်လို့သူကဆိုပါတယ်အဲ့တော့တော်လိုင်းရေးဆိုတာခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိတယ်ဆိုတော့အရှိတရားကြက်ကြချုပ်ညင်ကြရမှာဖြစ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်တဲ့တော်လိုင်းရေးဖြစ်တယ်လို့စစ်အာဏာရှင်အာဏာရှင်မှန်သမျှစစ်အာဏာရှင်အမူအကျင့်အတွေးခေါ်မှန်သမျှအဆုံးသက်ရေးစင်နွဲတဲ့တော်လှန်ရေးဖြစ်တာကြောင့်ကက်ခဲမဲ့ကြမ်းတမ်းမယ်လို့လေသူကဆိုပါတ ။တမန်ကြီးကတော့ပြည်တွင်းတနေရာမှာရှိနေတာကိုမပြောတာပဲမဲ့။ခက်ခဲကြမ်းတမ်းမှုတွေကိုအချို့သောဝန်ကြီးဝန်ကလေးများကတာဝန်မခံမဲ့အမေရိကကနေတော်လိုင်းကြီးလုပ်နေတာမျိုးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ထပ်မပြီးတမန်ကြီးရဲ့တမန်ကြီးရဲ့ပြည်တွင်းသို့ဝင်ရောက်ရေးပြည်တွင်းရဲ့လူထုနဲ့အတူတာဝန်ထမ်းဆောင်ကြရန်ဆိုတဲ့ဖိတ်ခေါ်ချက်ဟာလေတမရအပေါ်ကြီးစံပြောရေးတော့ရက်တန့်သွားပြီဖြစ်ပါတယ်။ ဲ့တော့2025ခုနှစ်မှာကြီးမားတဲ့တော်လန်ရေးအလှည့်အပြောင်းဖြစ်လာမယ်နှစ်တော်လန်ရေးအပြီးသက်အောင်ွယ်အလင်းရောင်ယူဆောင်သွားမယ်နှစ်ဖြစ်ဖို့ဖြစ်ဖို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအောင်စားတဲ့တပိုးစူးစားသွားရမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာအန်ယူဂျီပါဝင်တော်လိုင်းအင်အားစုအောင်သိမ့်ပိုက်တာလည်းမျိုးပေါင်း100နီးပါးလို့ကျွန်တော်တို့တွေ့ရပါတယ်။ပြောပါတယ် ဆိုတော့ဟုတ်ပြီ၄ပုံတပုံပဲရှိတော့တယ်ဆိုရင်မြေပြင်အချိန်ကြီးကဤကဲ့သို့အမှန်တိုင်းဆိုရင်မြေသားညီညီအစိုးရရဲ့စီမံခန့်ခွဲဆိုင်ရာယုံများအစိုးရဝန်ကြီးယုံများတို့မှုအခြားပြည်သူလူထုကိုစီမံခန့်ခွဲရန်ရားတွေကိုစတင်အကောင့်တွေပေါ်ဖို့ပေါ်နေပြီလားဒါမျိုးတွေကျွန်တော်တို့အဲဒီလေလာတုံးသက်ကြည့်တဲ့အခါမှာတမနာကြီးပြောတဲ့၄ပုံတပုံမင်းမရှိတော့ဘူးဆိုတဲ့အချက်ဟာ ေပြင်ခြေနေများနဲ့အနေငယ်ကွဲလွဲနေတယ်လို့ကျွန်တော်တို့ယူဆမိပါတယ်။လက်ရှိခြေနေဖတ်စစ်တပ်ဟာမြောက်ပိုင်းတောင်သုံးဝက်တိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့မြောင်းမြို့ပေါင်း80နီးပါးကိုတော့နေ့စဉ်ပုံကျဲနေပါတယ်။ထိန်းချုပ်စုံမိုးထားနိုင်စွမ်းကျွန်တော်တို့လိုအပ်နေပါသေးတယ်ပေါ့နော်။လာရှုနဲ့ကိစ္စနဲ့ပတ်သက်ပြီးလာရှုတစ်စင်တစ်ဆက်ပုံစစ်စင်ရေးကြီးမှာ ကျွန်တော်တို့မြို့သားညီညီအစိုးရကရှမ်းမန်းစစ်စင်ရေးဆိုပြီးပါဝင်ဆင်နွှဲခဲ့ကြရပါတယ်။အမ်ဒီအောက်ကတုံ့ PDF လူငယ်တွေအများပြားရှမ်းမြောက်လာရှုတိုက်ပွဲမှာပါဝင်ဆင်နွှဲကြပါတယ်။သို့တော့လာရှုမြို့ကြီးကို MND စုံဖြတ်ချက်နဲ့ပြန်လည်ပေးအပ်မှုအပေါ်မှာတော့ NUG ကလုံးဝဝင်ရောက်ဆွတ်ဖက်နိုင်ခြင်းဝင်ရောက်ထိမ့်ညှိနိုင်ခြင်းဝင်ရောက်ဆွေးနွေးညှိနှိုင်းပေးနိုင်ခြင်းမရှိသေးတာကိုကျွန်တော်စက်တွေ့နေရပါတယ်။ဟုတ်ပြီ။ ဒါဆိုရင်သမ္မတကြီးကတခုပြောတယ်သမ္မတကြီးကပြည်ရင်းကိုခေါ်တယ်သမ္မတကြီးကညီညွတ်ဖို့ပြောတယ်သမ္မတကြီးကတော်လှန်ရေးကိုစားတဲ့တပိုးလှုပ်ချဖို့ပြောတယ်ဝင်ကြီးဝင်ကလေးဝင်မင်းပကပခေါင်းဆောင်ပကပဘာညာစစ်ဦးစီးစစ်ဒေသတာဝန်ခံအစရှိတဲ့ပုံကိုယ်တွေကတော့ကိုလုံးချင်ရကိုလုံနေတာမျိုးကိုကျွန်တော်ထပ်တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့မနေ့ကပဲ တက်တည်ပြချက်နေတဲ့ဒုကုမန့်နေပြပါနေပြီးတော့ရှက်တဲ့တည်ရင်းမှုနဲ့တည်ရင်းပုံကိုဖန်ဆီးသွားတဲ့အင်အားသုံးတဲ့ကိစ္စနေပြီးတော့ရှက်တဲ့တည်ရင်းကရဲဘော်64ရောက်နှုတ်ထွက်ထားတယ်နှုတ်ထွက်စာတင်လာတယ်စစ်ရေးချုပ်စစ်ထောက်ချုပ်ဆိုတဲ့သူရဲ့ဟော့ပေါ်ဆိုင်မှာမုတ်စာရင်ဖြစ်တဲ့ရံပွဲကစတဲ့ စစ်ဦးစီးကအင်အား100 150သုံးပြီးတော့ရှိသမျှလက်နက်ခဲရဲနေတဲ့အိုကွက်ပကံမှမကြံအင်အားသုံးသိမ်းစီးသွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးညီညွတ်ရေးစကားပြောတဲ့တမရာကြီးကိုမြင်ရောင်ရင်အာဏာမိပါတယ်ဒါအမေရိကအောက်ကတက်ရင်ပါနောက်တဲ့အရှိကနှုတ်ထွက်တဲ့တက်ရင်အများပြားအကြောင်းတော့ပြောပြမနေတော့ပါဘကမပလပပါပါတွေလုပ်တဲ့ပြဿနာတွေအများပြားပြောပြမနေတော့ပါ တိုင်ကြရတဲ့တိုင်စာတစ်ထပ်ကြီးကိုလေတရားရေးဝန်ကြီးဌာနကဘာလုပ်နေလဲတော့မသိတော့ဘူးလို့ပြောပြမနေတော့ပါဘူး။ဘယ်ဝန်ကြီးဌာနမှတမနာရုံးကိုအစီရင်ခံစာတင်ခြင်း MODA စစ်စင်ရေးအသုံးစရိတ်များကိုပြန်လည်တင်ပြခြင်း CRPH ပြည်သူပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီက MG ဆိုရဘွေလောက်ကန်စောင်ရွက်မှုများကိုလွတ်တော်အနေနဲ့စောင့်ကြည့်တက်မှတ်ထိန်းချောင်းခြင်း လုံးဝမရှိတဲ့အခြေအနေဖြစ်ကြောင်းတမနာကြီးကိုလေးလေးစားစားတင်ပြလိုပါတယ်လွတ်တော်အစိုးရပြည်သူလူထုမန္တရခဏခဏပြောကြတဲ့စကားတွေကြားမှာတာယာမနေပဲတမနာကြီးတို့ပြောပြောနေတဲ့တော်လှန်ရေးအစိုးရဖြစ်အောင်ဆောင်ရွက်ဖို့ဆိုရင် အချက်တစ်ချက်တည်းဝင်ကြီးဝင်ကလေးအပေါင်းတောင်းဝင်ယူလာတဲ့သူအပေါင်းဟာတော်လန်ရေးသမားဖြစ်ရပါလိမ့်မယ် တော်လန်ကြီးလောက်ရပါမယ်အခုတော့တော်လန်ကြီးတမမဟုတ်တော်လန်ကြီးလောက်တာမျိုးမဟုတ်ပဲအစိုးရဝင်ကြီးစိတ်ပေါက်အစိုးရစိတ်ပေါက်ပြီးအစိုးရပဲလှုပ်ချနေတာမျိုးကတော့တော်လန်နေတော့အင်အားစုများနဲ့ပြည်သူလူထုများရဲ့ထောက်ပြဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံကြရအောင်ပါပြုတ်ပြင်ပြောင်းလဲပါမယ်ပြုတ်ပြင်ပြောင်းလဲရေးကိုလုတ်ပါမယ်ဆိုတဲ့တမနာကြီးစကားပြန်လဲကြောက်ရရင် စိတ်နှကောင်းဖြစ်မိပါတယ်ဒုတိယတစ်ခုထပ်ပြောကြရအောင်ဒုတိယတစ်ခုကတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာဝေးဝင်ကြီးဌာနဝင်ကြီးဦးရီမွန်ကာဝေးဝင်ကြီးဌာနဝင်ကြီးဦးရီမွန်နော်ရက်ွက်စွန်လောင်းတင်းကဂောဘကအဖွဲ့ကဥက္ကဋ္ဌမဟုတ်ဘူးကာဝေးဝင်ကြီးစကားခမည်းတော်ပော့ပော့မတွက်ချာအဲ့ဒီတော့ ပြည်သူ့ကော်မတီတက်မလို့တောင်ပိုင်းစစ်ဒေသအမှတ်နေစစ်စင်ရင်နေပြီးတိုင်းစစ်ဌာနအေယော်ဒီအမှတ်29ဘူဟာ AY PDF အပတ်စဉ်ကအချိန်ကစစ်တင်လာစစ်ပညာသင်တန်းရှင်ပွဲမှာဗီဒီယိုမိတ်ခွန်းနဲ့ပြောကြခဲ့ပါတယ်အစဉ်30ဖြတ်တန်းကြတာဘာညာဘုရားအများကြီးကိုထားလိုက်ပါအဲ့ဒီမှာမှအဓိကအချက်ကနောက်ဆုံးတတိယအစဉ်နေနဲ့တနိုင်ကလုံးအထွေထွေထိုးစစ်ကြီးတည့်ရဲ့ဆင်နွှဲကြဖို့ပဲဖြစ်ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကော်မတီတက်မလို့တဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာဒီအထွေထွေထိုးစစ်ကြီးကိုပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအတိပေးလိုပါတယ်အနည်း90ကျော်အချမ်းဖက်ဒီစားရတဲ့အချမ်းဖက်လက်နက်ကန်ဖွဲ့ကြီးကိုလင်းနေသား PDF ကဥကြော့ချိုးပစ်နိုင်ခဲ့တယ်ဆိုတာရဲဘော်တွေလက်ယုံကြီးနှလုံးကြီးထူးချွန်ထက်မြတ်မှုကိုပေါ်ပြနေတယ်လို့ကော်ဝေးဝန်ကြီးကချီးကျူးခဲ့ပါတယ်မှန်ပါတယ်90ကျော်ဒီစားရတဲ့ဖက်စစ်တပ် ဝေကြီးတွေဟိုအခြေခံဆောင်တွေဟိုအာနာသိမ့်လက်နက်ကန်စနစ်တကျကိုပိုင်ရုပ်မြင်တန်ကြားနဲ့ကိုပိုင်စီးပွားရေးနဲ့ကိုပိုင်ပန်နဲ့နိုင်ငံကြီးတွေမှာနိုင်ငံလေးတခုလိုဆင့်ပြီးတိရောက်ထားတဲ့ဖက်စစ်တပ်ကို limit သား PDF ကဦးချိုးလိုက်နိုင်တယ်ဆိုတဲ့စကား80ရာခိုင်နှုန်းကျွန်တော်ထောက်ခံပါတယ်20ရာခိုင်နှုန်းကတော့တိုင်းသား EAO တွေရဲ့ပြောင်ပြောင်းတဲ့တိုက်ခိုက်နိုင်စွမ်းကိုထည့်သွင်းစဉ်းစားရအောင်မြောက်ပိုင်းညောင်သုံးရဲ့မဟာပြော်မြောက်တိုက်ခိုက်မှု10 29ပထမလိုင်းဒုတိယလိုင်းရဲ့ ပြူအမြောက်ထိုးစစ်နေတရုတ်ရဲ့ကြားဖြတ်ကစားကွက်အတွဲအဆက်အဟကိုနှွေဦးတော်လိုက်ရင်းနဲ့ချိတ်ဆက်ပြီးရခိုင်ပြည်နယ်တပင်းနယ်လုံးနဲ့ရှမ်းမြောက်လာရှိုးထိတက်ရောက်သိမ်းပိုက်နိုင်တဲ့အခြေအနေမှာပြည်သူကာကွယ်ရေးတပ်မတော်သားတွေဟာဒီတိုက်ပွဲဒီမှာစီရီအတွေ့အကြုံတွေတနက်ခဲနေအမြောက်အများရရှိခဲ့ပါတယ်လက်တလုံးမှာတဲ့ AI တိုင်းမကိုးတိုင်းမကွေးတိုင်းတို့တွင် PDF များက KNU အေးအေးအပေါဝင်တော်လိုင်းအင်အားပြီးတော့ပူးတွဲထိုးစစ်စစ်စင်းများလို့ဆောင်နေကြပြီတိုင်းနိုင်တိုင်းစကိုင်းတိုင်းမန္တလေးတိုင်းတို့တွင်လည်း PDF များနဲ့တော်လိုင်းအင်အားစုများကြပူးပေါင်းဆောင်ရွက်မှုများဖြင့်စစ်စင်ရေးဖို့ဆောင်လျက်ရှိကြောင်းတော်လိုင်းအဲတပ်ဖွဲ့များထံကသိရသည်ဆိုပြီးတော့ရန်ကုန်ခေတ်ကရေးပါတယ်ပေါ့နော်အဲဒါတော့အဲတရင်ရဲ့အခြေအနေကတော့ဖလန်းထိုးစစ်ဆိုရင်ကြာဆုံးတဲ့ရေဘော်တွေအိမ်ပြန်တဲ့ရေဘော်တွေတချို့တင်းထန်အားတွေကကြာဆုံးမှုကို ဖော်ပြခြင်းမရှိဘူး။အော်ဖလံမျိုးကြီးရောက်သွားပြီဆိုပြီးဒါကိုဖော်ပြတယ်။တိုင်းတဲ့ဟာတွေဖော်ပြတာမျိုးတွေ့ရတယ်။နော်။ဆိုတော့ကျွန်တော်တို့ဒီမျောလင်းချက်အမားတွေမပေးမိဖို့လိုလာပြီ။ပြည်သူလူထုဟာအထွေထွေအချက်အသေးစီကိုဥတည်နေတယ်။စာဝင်နေရေးနေထိုင်ရေးအသက်ရှင်ရက်တည်ရေးဂုံစင်းနှုန်းတဘာဝပေးတန်းလူယုံမှာဖတ်စစ်တဲ့ယုံမှာမှုတန်းဒီအခြေအနေတွေကိုအကြိတ်ခံစားရတဲ့အချိန်မှာ တက်နာကဘာဖြစ်သွားလဲဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ NUG ပေါ်မှာမျောလင့်ချက်ကြီးကြီးမားမားထားခဲ့တယ်အတော်ကိုကြီးမားတဲ့မျောလင့်ချက်ကြီးထားခဲ့တယ်အင်မတန်ကိုယုံပြီးတပေါ်လုံးပုံအပ်တဲ့သူတွေတော့ရှိတယ်ဟောတပေါ်လုံးပုံအပ်ဆိုတာကိုတော်လိုင်းကြီးကိုပြောတာနော်ကျတိုင်းပါပေါ့ပုံအပ်ပြီးတော်လိုင်းကြီးအတွက်ဥလည်းမတုံထမ်းရွက်လိမ့်မယ်လို့ယုံကြည်လို့နော်အဲ့မျောလင့်ချက်ကြီးမားတဲ့မျောလင့်ချက်ကြီးထားတဲ့ခါကျလောက်ကန်ဆောင်ရွက်မှုတွေဟာ တို့ဆန္ဒနဲ့အာတိတနဲ့မကိုက်ညီတာတွေများလာတော့အားမလို့အားမရဖြစ်တာတွေကိုတွေ့ရတယ်။ဒါကြောင့်မို့အန်ယူဂျီဝန်ကြီးများဝန်မင်းများတာဝန်ရှိသူများကပြည်သူလူထုကိုသတင်းစကားပြောကြားတဲ့နေရာတွေမှာကြီးမားတဲ့မျောလင်းချက်တွေနဲ့မျောလင်းချက်အမှားတွေကိုအတတ်နိုင်ဆုံးစင်စင်ချင်းချင်းပပနဲ့နဲ့ပြောဆိုတတ်ဖို့လိုပါတယ်။နောက်တစ်ချက်ကပြည်သူလူထုကိုလည်း ယုံကြည်မှုနားလည်မှုစီယုံမှုတွေအတိတ်အခြားတိဆောက်ဖို့လက်တော်ကာလမှာလိုပါတယ်ပြည်သူလူထုဟာ NUG ရဲ့ NUG ကို NUG ကိုထောက်ခံတော့တချို့သော lobby တွေရဲ့ယုံရင်ကြမ်းတမ်းစွာပြောဆိုမှုများကြောင့်တပတ်သားကိုဘယ်လိုခေါ်မလဲတိုက်ခတ်ပုတ်ခတ် ်တန်းကြတဲ့အပြုမှုအပြောဆိုတွေနဲ့ NUG ကိုထောက်ခံပါတဲ့ဆိုရက်သူအချို့ကအကောက်လိုမြောင်မြောင်များစွာဖြစ်ဝေမှန်တိုက်ခိုက်မှုများပြုလုပ်တာကိုတွေ့ရတဲ့အတွက်နားလည်မှုအင်မတန်လွဲတာတွေကိုနားလည်မှုလွဲနေတာကိုကျွန်တော်တွေ့ရပါတယ်တချို့သူမယုံတော့ဘူးလို့ပြောတာမျိုးတွေ့ရပါတယ်တော်လိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရဟာလင်းနေတာကာလတိဆောက်ထားခဲ့မှုဒေါ်လာတန်းချီသုံးဆွဲထားခဲ့မှုရဲ့အချိန်ရဲ့အရင်းဤတိဆောက်ထားခဲ့မှုရဲ့ institution ရဲ့ အချီနီတုံးဆွဲရတဲ့ငွေကြီးတွေကိုအဟောတိကံလုံးဝအဖြစ်မခံနိုင်ပါဘူးအမျိုးသားညီညွတ်ရေးအစိုးရမရှိခြင်းတဲ့ရှိခြင်းဟာတော်လိုင်းကြီးမှာပုံမူပြီးတော့ဇုံတရားသောခွန်အားဖြစ်စေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မြို့သားညီညွတ်ရေးအစိုးရတကယ်လုံးမယ်ဆိုရင်လုံးနိုင်တဲ့အခွင့်အရေးကောင်းမြောက်များစွာကိုမလုံဖဲနေတာကိုတော့ပြည်သူတွေရဲ့ဝေဖန်တာအပြစ်မဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်ပေါ့နော်ကဲမြို့သားညီညွတ်ရေးအစိုးရရဲ့အခြေအနေနဲ့ပတ်သက်ပြီးဒီမှာတခန့်ရလိုက်ကြရအောင်နောက်ထပ်စီရင်သတင်းတစ်ခုပြောပြချင်ပါတယ်စီရင်သတင်းကိုမပြောပြခင်ဒီကနေ့နစ်စန်တရနေ့မှာစက္ကစဟာလူမြင်ကောင်းနိုင်ငံရေးအဲ sorry အကျဉ်းသားတွေကိုလှုပ်ပေးပါတယ်အကျဉ်းသားအကျဉ်းသူပေါင်း4863ယောက်နဲ့ နိုင်ငံသား73ခုကိုလူငင်းချမ်းသာပွင့်ပေးပါတယ်အဲ့ဒီမှာနိုင်ငံရေးချင်းသား900ခိုင်နှုန်းတော့မပါဘူးလို့သိရပါတယ်ဘာကြောင့်မပါလဲဆိုတဲ့အချက်ကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့လက်ရှိလက်ရှိလေရတဲ့နောက်တစ်ချိန်နိုင်ငံရေးမလုပ်ကြပါဘူးလုပ်ရင်လက်ရှိကြွေးကြံများပြီးပြန်လဲဖန်ဆင်းပြီဆိုတဲ့အချက်ကိုလုံးဝလက်မှတ်မထိုးတဲ့ခိုင်မာတဲ့နိုင်ငံရေးရှင်းသားတွေ ထောင်ထဲမှာကြံရှိနေပါလေ။၄ရက်တည်းလက်မှတ်ထိုးပြီးလုံးဝမထွက်ဘူးဆိုတော့တမိုင်းစင်လာရှိတဲ့နိုင်ငံကြီးဂျင်သာကြီးတွေထောင်ထဲမှာဆက်လက်ချုပ်နှောင်ထားဆဲပါ။ဆိုတော့ကျွန်တော်တို့ထောင်တကားတွေရိုက်ချိုးလုံကလွဲစစ်တပ်စီကဘာမှမျှော်လင့်စရာမရှိပါဘူး။လှုပ်ပေးလေကျေးဇူးတင်စရာမရှိတယ်လို့မတရားဖန်စီတာမှုအတွက်တစ်ချိန်ပြန်လဲပေးဆက်ရမယ်ဆိုတာကိုတော့သတိတရဖြစ်စီချင်ပါ ဒီကနေ့ပြင်းထန်တဲ့နောက်ဆုံးအခြေအနေတော်လိုင်းကြီးစစ်ရေးသတင်းတစ်ခုတင်ပြချင်ပါတယ်။ကရင်ပြည်နယ်စစ်ရေးအခြေအနေပါ။ဂျိုင်းဒရာတဲ့ကိုပိတ်ချလိုက်တဲ့အခြေအနေဖြစ်လာပါတယ်။ကင်ပီနယ်မှာစစ်ရေးတင်းပါမှုတွေဖြစ်နေပြီးဒီကနေ့ဆိုရင်လေနဲ့ဘုံချင်းမှုအများပြားရှိပါတယ်။အဲ့တော့ကင်ပီနယ်မှာကော့ဂရိတ်ခြေဆိုင်စက္ကကစနစ်ကျုံလို့ခတ်လိုက်ရ905 956ဒါရီကို ကဲဒီကိုကဲနယ်လီ PDF ပူပေါင်းတက်တွေကထိုးစစ်ဆင်နေတယ်လို့ကျွန်တော်တို့အကြမ်းမြင့်သိထားရပြီးကျုံတို့၅လေး6ကိုအဓိကစတင်ထိုးစစ်ဆင်နေလို့သိရပါတယ်နောက်ဘက်အကြဆုံးများတယ်လို့လည်းသိရပြီးဂျိုင်းနောက်ကိုချက်ချင်းပိတ်ချပြီးမော်လမြိုင်ရတခါကနေစစ်ကူ900အဆော်ရီ300ကျုံတို့၅လေး၅တိုက်ရင်ကိုရတိကျောင်းဘက်ကနေပြီးတော့တံပြန်ထိုးစစ်ဆင်မှုတက်ဖြတ်ထားတယ်လို့တွေ့ရပါ ယူအောင်ဂုံးဘက်ကိုလည်းစစ်ကို300ထပ်ပို့လာတယ်လို့ကျွန်တော်တို့တတင်းရရှိပါခင်ဗျာချင်းရဒီဂရီဒီဂရီစီယုတ်တိရဲ့ဝုံနဲ့တင်းမာလာတာမျိုးတွေ့ရပါတယ်ဒါကြောင့်ယမန်နီကမှဖအံမာတကြံပွဲတော်ကြီးကျင်းပပြီး YouTube ပျော်ပါနေတော့ညီငယ်ညီမငယ်များပြည်သူလူထုအပေါင်းတို့ဂရုစိုက်ကြပါတော်လန်ပြည်သူနဲ့တော်လန်ရေးကိုအစဉ်တစိုက် တတိယကိုမျက်ချင်မပြတ်ကြည့်နေတဲ့သူကတော့ဘယ်နေရာမှာဘာဖြစ်ရင်ဘယ်လိုလုပ်မယ်ဘယ်နေရာမှာဘာဖြစ်ရင်ဘယ်လိုလုပ်မယ်ဆိုတာကိုသိရှိနားလည်ပြီးသားဖြစ်တဲ့အတွက်ယုံကြည်တယ်။အဲ့ဒီအကြောင်းလေးအကြောင်းစားဟိုမရောက်ဒီမရောက်ကလေးဦးကြောင်းဦးကြောင်းကြားတွေပဲတခုခုဖြစ်ရင်ဘာမသိညာမသိနဲ့ကြားညံ့ခဲ့ကြတာဆိုတော့သူတို့ကလည်းပြည်သူဖြစ်တဲ့အတွက်စိုးရိမ်ကြောင်းလဲပြောလို့ပါတယ်။ဂရင်းဆိုင်ကြပါလို့ပြောလို့ပါတယ်။ဆိုတော့တင်းလိုက်အတိုင်းမှာလည်းဒီကနေ့ဂျာပြတ်တိုက်ခိုက်မှုတွေရှိနေပြီးတော့ လက်ရှိအချိန်မှာကတာကိုစင့်ရာတွေဖြစ်တင်းနေတယ်လို့ကျွန်တော်ကြားပါတယ်။အင်းတော်ကိုသိမ့်ပတ်ပြီးရဲ့နောက်ပိုင်းမှာကတာကိုစင့်ရာဖြစ်တင်းနေတယ်လို့ညောင်ကျုံညောင်ချီတော့တပတ်ကိုဘက်ကိုဖိုးစစ်ဆင်လာတဲ့အာရခတ်တတော်အင်းနဲ့ပူပေါင်းတက်တွေကိုခံစစ်ဆင်နိုင်ဖို့ဥရှိပင်တကြောစကူလီပူပြီးဖတ်စစ်တက်ဟာလာမယ့်ချက်ပိုင်းအတွင်းမှာ တမယခုခံစစ်တွေဒုမဟုတ်ထိုးစစ်တွေကိုဆက်လက်ဆင်နွှဲဖို့ကြိုးစားလိမ့်မယ်လို့ကျွန်တော်တို့ယူဆထားပါတယ်တဖက်မှာလည်းလေင်းနဲ့ဘုံချင်းမှုတွေကိုမပြတ်လုံနေသလိုပရိုမိုတာဆက်တက်လေကြီးတွေနဲ့ကင်းတောင်းမှုတွေသတင်းရယူမှုတွေအခက်မသိရင်ဘုံချဲချမှုပြစ်ချမှုတွေရှိနေပါတယ်ဒါကြောင့်မို့ရန်ကိုထင်လဲမသိနဲ့ထင်လဲမကြည့်နဲ့ရန်ကိုအင်အားကိုယ်အင်အားမပြတ်တရှိကြရပါလိမ့်မယ်ရန်ကဘယ်လမ်းလားညာလမ်းလား ကိုကညာပြဘယ်ဝိုက်မလားရန်သူကဒိုးစစ်လားခုခံစစ်လားစစ်ရောင်ပြတာလားအကွက်ဆင်တာလားပြူဟာချတာလားလှည့်ပြားတာလားပြည့်ရင်ဆင်တာလားကျွန်တော်ကဝေးတက်ပြီးတော်လိုင်းတက်ပြီးဘကဘလို့စစ်ကစားမလဲအတိုးဆုပ်အဖိဖို့စိုးစစ်ခွာစစ်ခံစစ်ခံစစ်ဒီခံစစ်ရှင် အဆရှိတဲ့စစ်ရဲ့နီးနာပုံတန်မျိုးစုံနဲ့အတူတစ်ဖက်မှာနိုင်ငံရေးဆိုတဲ့နိုင်ငံရေးဆိုတဲ့ အတွေးခေါ်တိုက်ပွဲတွေနိုင်ငံကြီးတိုက်ပွဲတွေကလည်းပြင်းပြင်းထန်ထန်ကိုဖြစ်လာနေပါတယ်။နိုင်ငံကြီးတိုက်ပွဲဆိုတာကရွေးကောက်ပွဲကိုအခြေတည်ပြီးဖက်ရှင်တပ်ဟာဖက်ပေါက်ကြီးတစ်ခုဖွင့်ဖို့အသေးအတန်စ조사နေပါတယ်။ဒါကြောင့်မို့လက်ရှိအာဆီယံဥက္ကဋ္ဌအာဆီယံရဲ့ထောက်ခံမှုတစုံတရာရအောင်အာဆီယံဥက္ကဋ္ဌကလက်ဖြောက်ဒီတစ်ချက်ခေါ်တာမင်းအောင်လိုင်းအမိတနက်နဲ့ချက်ချင်းထွက်လာခဲ့ရပါ နိုင်ငံကဒုမုတ်ဒီအာဆီယံရဲ့ထောက်ခံမှုအသေးအံလိုအပ်နေပါတယ်။ဘာကြောင့်လဲ?ရွေးကောက်ပွဲပလန်တော့ပါ။ငလင်ကိုလက်နက်တပွဲအသုံးချပြီးနိုင်ငံရေးစီရေးမှာဖက်စစ်တပ်အာဏာတည်မြဲရေးအစွမ်းကုန်လုပ်နေကြတာကိုကြက်ကြက်တတိမပြတ်ပြက်ပြက်တာတာရှုမြင်တုံးတက်ပြီးရှင်မှုဖက်စစ်တပ် ဲ့တဲ့ထိုးပြီးချိန်ပြခွဲနိုင်အောင်တော်လိုင်းတက်ပြီညညစူစည်းကအလုံးရင်သောအင်အားနဲ့တပြိုင်နက်ထိုးစစ်ကြီးတစ်ခုဖြစ်ပေါ်လာအောင်ရှားတဲ့ဤနဲ့လောက်ချဖို့လိုအပ်ပြီဆိုတဲ့အကြောင်းပြည်သူတရလုံးရဲ့ဆန္ဒကိုစားကျွန်တော်ပြောချလိုက်ပါတယ်ပြည်သူလူထုကလည်းဒီသဘောထားတိုင်းထပ်တူရှိနိုင်မယ်လို့ယုံကြည်ပါ နှစ်တက်မှာကျွန်တော်တို့အောင်ဝဲကိုရှေ့ရှုပြီးအောင်ဝဲရလို့တော့စိတ်ဆန္ဒအာတီတာနဲ့အတူရှေ့ဆက်ကြရအောင်ဒီညတော့ဒီတော့အားလုံးကိုကျေးဇူးတင်ပါ